နဲ့ဖက်လေတလုံးရွေးတလုံးစီထားတဲ့သူပါပဲလားဟင်ကျွန်တော်ဒီဟာတွေကိုဟာတာအနေနဲ့ပဲထည့်ထားတာကျွန်တော်အဲ့လိုမျိုးမဟုတ်ဘဲねတကယ်ယောက်ျားဘဝကိုမိပြီးတော့မိမသားအစ်စ်ဘဝကိုခံယူနေတဲ့ LGBT တယောက်ကိုကျွန်တော်ဖော်ပြချင်တာအဲ့တော့ငါဒီ character ကိုဘယ်သူ့ကိုလေ့လာရမလဲဆိုတော့ကျွန်တော်အဲ့ဥကြဟင်ကောင်ပဲလေ့လာတာပေါ့နော်လေ့လာလိုက်တဲ့အချိန်မှာသူဆိုရင်ကိုယ်ထက်ပိုပြီးယောက်ျားဆန်တယ်ကိုယ်ထက်ပိုကြားတယ်ဒါပေမဲ့တကယ် ထောင်းဆောင်တော့ကြည်တကယ်ဖြစ်သွားတာပဲဒီနော် သနီးမယားဘဝမှာသမီးသားရဖို့အရေးလက်ခဏနော်ကာရက်တာအစုံကိုသူတို့မြင်ပြီးရင်ထဲမှာကျင့်တတ်သွားပါလိမ့်မယ်ဖိုတာလေးကိုတော့ကျွန်တော်ရိုက်ဖို့အစီအစဉ်တူးရှိတယ်ဒါပေမဲ့ကျွန်တော်ရေးထားတဲ့ဇာညုံကိုကျွန်တော်ပြန်တရုပ်ဆောင်နှလုံးရောဂါပြန်ရမှာဆိုလို့ခဏပြန်ငြိမ်နေရတယ်အဲ့ဒါဆိုဖိုတာလေးကလည်းအမတန်ဖြူစင်ပြီးအမတန်သနာစရာကောင်းတဲ့ကလေးပေါ့နော်အဲ့သူ့ရဲ့ကာရက်တာလေးပြန်ပြီးတော့ကျွန်တော်အသက်သွင်းမှုရှိတယ်နည်းနည်းကျွန်တော်ရဲ့နှလုံးကိုကျမ်းမာရေးကောင်းပြန်လုပ်နေတာမလို့ပါခင်ဗျာ ိတ်ကူးပစ်သွားတာတော့ခိုင်နှုတ်ကဒါစိတ်ကူးအကြံပေးတာပေါ့အဲ့ဒီအကြံကိုလက်ခံလိုက်တာကတော့ကျွန်တော်အနေနဲ့အယမ်းမှန်သွားပါတယ်ဘာလို့လဲဆိုတော့ဟိုဒီအနုပညာလောကမှာဟိုကျွန်တော်တို့တစ်ချိန်တစ်ခေတစ်ခါနာမည်ကြီးခဲ့တဲ့တောင်းရောင်ဆောင်တော်ကြီးဆိုတဲ့ကိုကျော်ဟင်းရဲ့ဦးကျော်ဟင်းရဲ့ဇာတ်ကား character လေးရှိတယ်အဲ့ဒီ character ကိုပုံစံမျိုးလောက်နှိပါမတူတော့အဲ့လောက်နှိပါလောက်တိတက်ဝင်ခံစားမှုရှိပြီးတော့မာမီဆရာမိမသားတယောက်လိုမျိုးတကယ်ကိုနှွညံ့တိမ်မှုပြီးတော့ကောင်းပါလားဆိုတာကို တာမန်ကြည့်နေကြ LGBT နဲ့မတူပဲကွက်ထွက်နေပါလားဆိုတော့ပြည်သက်တရား comment ပေးထားတာအများကြီးပေါ့နော်အဲ့လိုအထင်ကရအတိမတ်ပြုခံထားတဲ့ character မမီစိန်ဆွဲ character နဲ့ဒီဘက်ကဖိုးတာလေးရလဲဖိုးတာလေးဆိုပြီးတော့ဟုံလို့ပြည်သက်တွေလက်ခံခဲ့တဲ့ချစ်ခဲ့တဲ့ဟို lollipop ချုပ်လုံးစုပ်လုံးနေပေါ့နော်ကုံသွားတဲ့ဒီကိုရောင်းရဲကောင်းအောင်လောက်ထိတော့ ောက်ခဲ့တယ်ဆိုတော့အဲ့ကာလိုက်တာနှစ်ခုကိုဟိုပေးသက်ကိုအခုလိုမျိုးဒီဇိုင်းနဲ့ချပြရတဲ့အတွက်ကြောင့်မို့ဒီစုပ်ဖြတ်ချက်ကိုကျွန်တော်လက်ခံလိုက်တာအရင်မှန်ပါတယ်ပေးသက်ကလည်းအခုတော့ကျွန်တော်ချပြလိုက်တဲ့အပေါ်မှာကျန်တဲ့အားရမှုတွေရှိတယ် TikTok မှာဆိုလည်းအများကြီးပေါက်တယ် YouTube မှာလည်းကြည့်ကြတယ် Page တွေမှာလည်းဒါဝင်ရကြတယ်ပေါ့ပြီးတော့ဟို Messenger ထိလာပြီးတော့ပြောကြတဲ့သူတွေကဟာဖုတာလေးကရီစာထထသွားပြီလားဖုတာလေးကကျူတက်နေပြီလားပေါ့အဲဖုတာလေးရဲ့ဖုတာလေးကရင်ခုန်တက်နေပြီလားပေါ့နော်အဲအဲ့လိုမျိုးပေးသက်တွေတသားလိုက်ပြီးကိုယ်နဲ့ခံစားတာပေါ့သူတို့ရင်ထဲမှာဒီနှစ်ယောက်ကိုကွဲပြီးမြင်သွားတယ်ခွန်သာချူစရာပျောက်သွားတယ်အမမီစိန်ကလည်းလာပြီး ်ကုတာလေးကလည်းလာပြီဟာသူတို့နှစ်ယောက်ကဒီလိုပါလားဆိုတော့အဲကျွန်တော်တို့ဖန်တီးပေးတဲ့ ပုံရိပ်ကလေးကိုပြည့်တက်လက်ခံသွားရတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကားကိုရိုက်မယ်ပေါ့ဆိုတဲ့အချိန်မှာကျွန်တော်အများကြီးလိုက်မလေ့လာတော့ဘူးအဲ့ဒီဦးကျော်ရင်ရဲ့ဒေါင်းအောင်ဆောင်တော်ကြီးဆိုတဲ့ဟာလေးကိုပဲကျွန်တော်လေ့လာလိုက်တယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်မွေးဖွားကျင်တဲ့ character ကအဲ့ဒီ character ကိုမွေးဖွားကျင်တာများသောအားဖြင့်ကဒီလို character တွေကို trap ပြီဆိုလို့ရှိရင်အခုမမီတက်တို့ရဲလီမားတို့ဆိုလို့ရှိရင်ဒီလို character လေးတွေရိုက်လို့ရှိရင်သူကဟာတာဘက်ကိုနော်ပြီးပြည့်တက်ကိုဖြောပြီးတခုရိုက်တာဒီပုံစံမျိုးကိုကျွန်တော်အများကြီးရှင်မှုတချို့ driver တွေကျတော့ဒီဟာတွေကိုဟာတာအနေနဲ့ပဲထည့်ထားတာကျွန်တော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ တကယ်ယောက်ျားဘဝကိုမိပြီးတော့မိန်းမသားအစ်စ်ဘဝကိုခံယူနေတဲ့ LGBT တယောက်ကိုကျွန်တော်ဖော်ပြကြတယ်။အဲ့တော့ငါဒီ character ကိုဘယ်သူ့ကိုလေ့လာရမလဲဆိုတော့ကျွန်တော်အဲ့ဥကျော်ဟင်ကောက်ပဲလေ့လာတာပေါ့နော်။လေ့လာလိုက်တဲ့အချိန်မှာသူဆိုရင်ကိုယ့်ထက်ပိုပြီးယောက်ျားဆန်တယ်ကိုယ့်ထက်ပိုကြားတယ်။ဒါပေမဲ့တကယ်တောင်းဆောင်တော့ကြည့်တကယ်ဖြစ်သွားတာပဲလေနော်အဲ့တော့အဲ့အတိုင်းကျွန်တော်နိနာနေတရာယူပြီးတော့ကျွန်တော်ဖတ်တဲ့ဇန်ညွန်းကိုရင်ထဲကိုရောက်အောင်ထည့်တယ်အဲစကားတစ်လုံးပြောမယ်ဆိုရင်အဲ့စကားလုံးကဟိုရင်ဘတ်ထဲကနေတစ်စိမ့် ရင်မဲ့တဲကိုရောက်အောင်ထဲမှာမျက်လုံးကိုရောက်သွားတာအဲ့မျက်လုံးကနေတစင်ကိုဟန်လက်ဟန်ခန္ဓာကိုယ်မေးအချူဟာအစာပါသွားတာပေါ့နော်အဲ့တော့အဓိကကတော့ပြိတက်ကိုမလိမ့်မညာပဲနဲ့ကိုရတဲ့ဇက်ကိုရင်ထဲကိုရောက်အောင်ထည့်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီကာရက်တာအစစ်ကလေးထွက်လာတာပါအဲ့ကြောင့်ပြိတက်ကဟာမာမီစိန်ကမင်းသမီးဘောင်းစုံနဲ့သူတို့ကကွန်မန့်တူတာကြီးပြောကြတော့ပါပေါ့နော်အမှန်ကတော့ရင်ထဲမှာရောက်အောင်ထည့်လိုက်လို့ပါခင်ဗျဟုတ်ကဲ့အခု ပရိသတ်တွေဖုတာလီကရိုက်ပြီးတဲ့နောက်ပိုင်းမှာကန်ခီးရှေးဆိုပြီးတော့သူတို့ကုတီဟရဲ့ဒီနှလုံးအရန်တွက်တဲ့ကုတီဟရဲ့အကြောင်းပေါ့နော်ဆရာတီဟဆိုပြီးတော့အဲ့ဒီရဲ့ character လေးကိုကြည့်ပြီးတဲ့ခါမှာသူတို့ယင်ထဲမှာဟိုမျောလင့်နေတာပေါ့ခွန်တာချူဘာလို့ပြမလဲဘာလဲဆိုတော့ပရိသတ်တွေကစောင့်နေကြပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်ဒီအခုဒီ7လပိုင်းပေါ့နော်73ရက်နေ့မှာ Hipley Channel ရဲ့ပြီးတော့အဲကျွန်တော်တို့ဒီ Fortune TV Channel ရဲ့ပြီးတော့ကျွန်တော်ရဲ့ခွန်တာချူ YouTube Channel ရဲ့အနေပြီးတော့ Mummy Sing ဆိုတဲ့ကားလေးထွက်လာတော့မယ်အဲ့ဒီ Mummy Sing ကားကိုကြည့်ပြီးတွိုင်းရင်ကတော့ပရိသတ် က်တည်ခြင်းထဲမှာပို့ပြီးတော့ဟိုကျွန်တော်ရဲ့ character အစုံကိုသူတို့မြင်ပြီးရင်ထဲမှာကျင့်တတ်သွားပါလိမ့်မယ် ဖို့တာလေးကိုတော့ကျွန်တော်ရိုက်ဖို့အစီအစဉ်တူးရှိတယ်ဒါပေမဲ့ကျွန်တော်ရေးထားတဲ့ဇန်ညုံကိုကျွန်တော်ပြန်တရုပ်ဆောင်နှလုံးရောဂါပြန်ရမှာဆိုလို့ခဏပြန်ငြိမ်နေရတယ်အဲ့ဒါဖို့တာလေးကလည်းအမတန်ဖြူစင်ပြီးအမတန်တနာစရာကောင်းတဲ့ကလေးပေါ့နော်အဲ့သူ့ရဲ့ character လေးပြန်ပြီးတော့ကျွန်တော်အသက်သွင်းမှုရှိတယ်နည်းနည်းကျွန်တော်ရဲ့နှလုံးကျန်းမာရေးကောင်းပြန်လုပ်နေတာမလို့ပါခင်ဗျကျွန်တော်ရဲ့ကိုပိုင် production ကနေထုတ်တဲ့ဇက်တွေဆိုရင်တော့ကျွန်တော်စိတ်တိုင်းကျရွေးချယ်ခွင့်ရှိတာပေါ့နော်ကျွန်တော် production ကကျွန်တော်ကိုအဓိကကောင်းဆောင်မင်းသားအနေနဲ့တင်ပြီးရိုက်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကားကတော့ရိုက်ချင်တယ်ဒီကားကတော့မရိုက်ချင်ဘူးဆိုကျွန်တော်မှ choice လုပ်ခွင့်ရှိတာပေါ့နော်တခြား session ကနေလာငားတဲ့ကားတွေကြာနေတာတော့ဟိုကျွန်တော်မှဟို ငင်းမယ်ဆိုတော့လေဥပ္ပညာတိုင်ဝမ်ကတယောက်ကငင်းနိုင်တယောက်ကလည်းစကားတစ်မျိုးဖြစ်ပြီးတော့မှကို့အတွက်ဘောင်ကျင်းသွားမှာလဲကြောက်ရတယ်အဲ့တော့ chart production ကလာငိုင်းငင်းမှုကိုလည်းကျွန်တော်မှချင့်ချိန်ရတယ်မငင်းမြန်ရင်လည်းဟိုကျွန်တော်အတွက်ဟိုခွန်တာချွေလို့ဖြစ်မနေတဲ့ character ကြီးရောက်လာတာကြီးရှိတယ်ပေါ့အဲ့တော့ခွန်တာချွေလို့ဖြစ်မနေတဲ့ character ကြီးတော့တတ်နိုင်တယ်များကျွန်တော်ငင်းပါတယ်ကျွန်တော်ရိုက်လိုက်ပြီးတော့မှကျွန်တော်ပြည်သက်ကကျွန်တော်ပါမယ်ဆိုပြီးစောင့်ကြည့်နေပြီးတော့တို့ရင်ထဲမှာကျွန်တော်ပြပြပေါ်ပေါ်မမြင်လိုက်ရဘူးလေတို့ညွန်မှန်းထားတယ်လို့မျိုးမဟုတ်တာကြီးဆိုလို့ရှိရင်တို့စော်ကားလိုက်တယ်လို့ဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တခါကကြားလို့ရှိရင်လည်းအခုဒီရ က်ပိုင်းမှာဆိုရင်နှစ်ကားလောက်ကျွန်တော်တခြား production ကလာကန့်လန့်တာလေးတွေကိုကျွန်တော်ရအောင်ကြိတ်မိပြီးညင်းလိုက်ပါတယ်။အဲ့ဒီတော့လည်းအဲ့ production တွေစိတ်မဆိုးပါနဲ့တဲ့ကျွန်တော်ဒီရက်ပဲတောင်းပန်ပါတယ်။အဓိကကတော့ကျွန်တော်သွားကျင်တဲ့ကျွန်တော်ပေးကျင်တဲ့ပေးသက်ကိုပေးကျင်တဲ့ message ကအကြီးကြီးတွေကျွန်တော်ပေးကျင်တာဖြစ်တဲ့ကြောင့်မို့နည်းနည်းကျွန်တော်တချို့ set ကလေးကျော်လည်းရွေးရတာပေါ့နော်။ကျွန်တော် production ကတော့မကြငင်မှာမြောင်းမြမိမှာဆိုတဲ့ဟာလေးလာပါလိမ့်မယ်ခင်ဗျ။အဲအဲ့ဒါဒီလည်းအဲ့လိုတော်တော်ကောင်းတဲ့ set ကလေးပါပဲ။ဟိုမြောင်းမြသူမိမှာတယောက်ကဒီ ဘယ်လိုခေါ်မလဲသူ့ဘဝရဲ့အနေအမြင်အတက်ကြပါအားလေးရလေတော်တော်ကောင်းတဲ့ဇက်လေးအားလေးလာပါလိမ့်မယ်ခင်ဗျာဟုတ်